တင်ဒီနေ့ကံကောင်းတော့မှာပါဘာလို့လဲဆိုတော့ကျွန်တော်ကကံကောင်းခြင်းတွေလက်ဆောင်ပေးမလို့ပါစိတ်ချမ်းသာကိုကျမ်းမာပြီးမိသားစုတာပျော်ရွှင်လို့စီးပွားရေးအောင်မြင်ပြီးကြွယ်ဝချမ်းသာကြပါစေနော် ဘဲကဘလို့ဖြစ်ရလဲပြောရမယ်ဆိုရင်လုံခဲ့တဲ့6နှစ်တုန်းကဒီဦးလေးကြီးကရွာပြန်ပြီးချက်မွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ချက်ပေါက်ခန်းဒီအချိန်မှာထူးခြားတဲ့ချက်ကလေးတစ်ကောင်ထွက်လာပါတယ်။တကူလုံးချူပွေးပြီးဘယ်နေရာရောက်ရောက်မျက်စိတွေထင်းနေတာပါပဲ။ဦးလေးကြီးလည်းအဖိုးတဲ့ရတနာလေးရလိုက်တယ်လို့ခန်းစားရတော့တာပေါ့။အဲ့ဒါနဲ့နေတိုင်းချက်ကလေးကိုတေးချပြင်းဆက်ပေးပြီးနောက်ပိုင်းချက်ကလေးကိုရေချိုးတန့်တင်ပေးတော့မှပဲ။ချက်ကလေးကဒေါင်းပြူလေးတစ်ကောင်ဖြစ်နေမယ်။သိလိုက်ရပါတော့တယ်။ ဓာတ်ဆိုတာတဘာဝလောကကြီးမှာနှစ်ပရင်လို့ပြောလို့ရပါတယ်။ဓာတ်ဖြူဆိုပိုလို့တော့ရှားပါသေးတယ်။ဓာတ်ဖြူတောင်ပန်ဖြန့်ကတာကိုမြင်တဲ့သူကကံကောင်းခြင်းတွေပြည့်စုံလိမ့်မယ်ဆိုပြီးစိုးစမတ်ပြကြပါသေးတယ်။အခုဒီလိုကံကောင်းခြင်းတွေပန်းဆိုင်နေရပြီဆိုတော့ပရိသတ်တို့လည်းအသက်လေးတွေပေးပြီးအဆဆရာအဆင်ပြေပါစေလို့မဲ့သွားပေးကြပါဦးနော်။ဓာတ်ဖြူကအလွန်ရှားပါတဲ့အတွက်အကုန်လုံးကသူ့ကိုအဖို့တဲ့ယတနာလေးလို့သတ်မှတ်ထားကြပါတယ်။ ။ဦးလေးကြီးကလည်းငယ်ကလေးကသူ့ကိုအထုပြုဆက်ပြီးတော့တောင်းပြလဲဦးလေးကြီးကိုပဲရင်းမိချာပါတယ်။ဒစိမ့်နေနားလာပြီးကန်လို့ကတော့အကန့်ခံမှာမဟုတ်ပါဘူး။အတူနေလာတာကြာလာတာနဲ့မျှအနေတပူတွေတွေနဲ့ဦးလေးကြီးပဲသောသောတောင်းပြကအနောက်ကနေထက်ချက်မကွာလိုက်ပြီးဘယ်တော့မှမခွဲခွာပါဘူး။ဦးလေးကြီးလည်းဒီငချွဲလေးနဲ့နေရတာအတော်ပျော်ရှားပါတယ်။တောင်းပြနဲ့နေတိုင်းအတူတူအိမ်ပြန်ပြီးစားကောင်းတာမှန်သမျှတောင်းပြကိုအရင်ကျွေးလိုက်ရှိပါတယ်။အိမ်မှာမစားရတဲ့ရွက်သုံးတဲ့ကားကိုတောင်မှဦးလေးကြီးကတောင်းပြကိုနေတိုင်းဝယ်ကျွေးပါတယ်။ ဦးလေးကြီးကလိုလိုက်တော့ဒေါင်းပြူလဲတပြည့်ပြည့်နဲ့အစာကြီးမြလာပါတော့တယ်အခုဆိုအကင်မြင်တာနဲ့စားကျင်စိတ်ကိုမထိနိုင်တော့ပါဘူးဦးလေးကြီးလဲဒေါင်းပြူရဲ့ကျမ်းမာရေးအတွက်အရွက်စားစီကျင်တာနဲ့နေတိုင်းအသားကိုအရွက်ထက်ထုတ်ထားပြီးကျွေးပေမဲ့ဒေါင်းပြူကလက်တော်မကြည့်ခဲ့ပြီးခေါင်းခါပြပြီးညင်းနေပါသေးတယ်မတက်နိုင်တဲ့ဆုံးဦးလေးကြီးကအရွက်ကိုဖယ်ပြီးကျွေးတော့မှာပဲဒေါင်းပြူလဲကြည်ကျင်နေနေနဲ့စားပါတော့တယ်ဒါရန်စားလို့ရပြီဆိုတာနဲ့ဦးလေးကြီးရဲ့ဘေးသားမှာဇိမ်နဲ့လှည့်ပြီးအနားယူပါတော့တယ်ဦးလေးကြီးရဲ့သမီးတော်ဒေါင်းပြူကိုအားကျနေရပါတယ် အဖေကဒေါင်းပြူကိုသူ့ကိုသူထဲတော်ပိုကယူဆိုင်တယ်ဆိုပြီးသူ့သမီးကပြောနေပါသေးတယ်။ဦးလေးကြီးကလည်းဝန်ခံပါတယ်။ဒေါင်းပြူကိုကိုကလေးလိုသဘောထားတာအမှန်ပါပဲတဲ့။ဘာလို့လဲဆိုတော့ဒေါင်းပြူပေါ်လာပြီးနောက်ပိုင်းကံကောင်းလာပြီးစီးပွားရေးတွေအောင်မြင်လာလို့ပါ။အဲ့ဒါကြောင့်ဦးလေးကြီးကသူ့အိုသွားတဲ့အချိန်ထိဒေါင်းပြူကိုအမြဲဆောက်ရှောက်သွားမှာပါတဲ့အချိန်ကြာလာတဲ့အမျှဒေါင်းပြူရဲ့အမွှေးတွေလည်းပူပူရှည်လာပြီးပူပူပြီးလှလာပါတော့တယ် ဦးလေးကြီးမထင်မှတ်ထားတာကတော့ဒီနေ့မှာဒေါင်းပြူကရုတ်တရက်ခေါင်းမိုးပေါ်ပြန်တက်သွားပြီးအတောင်မှခရင်နှုတ်မဆက်ပဲထွက်ခွာသွားခဲ့ပါတယ်ဦးလေးကြီးလည်းဒီမိကုန်းကိုမြင်တော့စိတ်မကောင်းဖြစ်ပြီးဒေါင်းပြူကသူ့ကိုထားခဲ့ပြီးပြန်လာတော့မှမဟုတ်ဘူးလို့ထင်သွားပါတော့တယ်ဒါပေမဲ့ရပိုင်းကြမှာဒေါင်းပြူကသူ့ပေါင်းပါတွေကိုခေါ်လာပြီးပြန်လာမယ်လို့မတင်သားမိပါဘူးဒီကိစ္စကဒေါင်းနေကြတရင်ပြန်သွားပြီးဒေါင်းနေတကောင်ပြီးတကောင်ဦးလေးကြီးရဲ့ချန်လဲပြန်ဝဲလာပါတော့တယ်ဦးလေးကြီးရဲ့ချန်လဲဒေါင်းနဲ့ပြည်ဖြစ်သွားတော့တာပေါ့ ခြံထဲမှာဒေါင်းနဲ့တောင်ဝံဖြန့်ကနေတဲ့နေမှုကိုမြင်ရတော့ဦးလေးကြီးလည်းစိတ်တွေပျော်မှုပြီးခြံထဲမှာဒေါင်းနဲ့ရေတောက်ဖို့အတွက်ပါရေစင်လေးတစ်ခုတိစောက်ထားပေးလိုက်ပါသေးတယ်။ဒေါင်းကရာမြင်ရတဲ့လူကကံကောင်းလိုက်မယ်လို့စူစမတ်ပြုကြတော့ကျွန်တော်လည်းဒီကံကောင်းကြီးကိုပရိသတ်တို့စီမျှဝေပေးလိုက်ပါတယ်။